ဒါမှန်တဲ့ပင်တွေနဲ့မတူဘဲထူးထူးခြားခြားပေါရောင်နေတဲ့ကဘာပေါ်ကကြောက်မက်ဖွယ်တဲ့ပင်ကြီးများမင်္ဂလာပါပြည်တကြီးတို့ရေကျွန်တော်တို့လူသားတွေကတယောက်နဲ့တယောက်ရုပ်ပိုင်းဆိုင်ရာအရာကြီးရင်ဖြစ်တည်မှုတွေမတူကြပါဘူးဒါကမျိုးရိုးဗီဇမတူကြလို့ဖြစ်တာလို့ပြောကြပါတယ်ဒါဟာလူသားတွေမှာပဲမဟုတ်ပါဘူးတပင်တွေမှာဆိုရင်လေပေါရောင်ရတဲ့မြေအနေထားကြောင့်တပင်နဲ့တပင်ဟာဖြစ်တည်နေတဲ့ပုံစံချင်းမတူကြပါဘူးဟုတ်ကဲ့ပါယနေ့ဒီဆက်ပေးမှာကတော့တာမန်တပင်တွေရဲ့ဖြစ်တည်ပုံနဲ့မတူဘဲထူးထူးခြားခြားပေါရောင်နေတဲ့ကဘာပေါ်ကထူးဆန်းလာတဲ့တပင်ကြီးတွေအကြောင်းပဲဖြစ်ပါတယ် စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစတင်မှာပဲကျွန်တော်တို့ရဲ့ရှေးသီးဘာအနာလေးမှ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အများလုံးလိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းတောင်းဆိုလိုက်ရပါတယ်ဗျာ။နံပါတ်၁အနေနဲ့ကတော့နတ်ဆိုးတပင်လို့ခေါ်ဝေါ်ကြတဲ့တပင်ကြီးပဲဖြစ်ပါတယ်။ဒီပင်ကြီးရဲ့အယောင်အားဆိုရင်မီးသွေးကြောင်လို့မဲနေနေပြီးတော့သူ့ရဲ့ဘေးနားမှာလည်းတိုင်လုံးပုံစံအမေတပင်တပင်ပါရှိတာပဲဖြစ်ပါတယ်။ဒီပင်ကြီးမှာလမောင်းနဲ့တူတဲ့အကိုင်းတစ်ခါပါရှိပြီးတော့ဘေးကတပင်ကိုအဲ့ဒီလမောင်းကြီးတွေနဲ့ ကောက်တွေထားတာပဲဖြစ်ပါလေ။ပေါက်ရောက်နေတဲ့ပုံစံကိုသိရှာကြည့်မယ်ဆိုရင်တော့နတ်ဆိုးတကောင်ကအပင်တပင်ပေါ်ကိုကောက်တက်နေတဲ့ပုံစံမျိုးမြင်တွေ့ရမှာပဲဖြစ်ပါလေ။ဒီလိုမျိုးထူးဆန်းပြီးတော့ကြောက်မဖွဲကောင်းတဲ့အပင်မျိုးကိုလူသားတွေအနေနဲ့ဖန်တီးဆိုင်ပြဖို့ဆိုတာဘလို့နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ဒါကသဘာဝတရားကြီးကနေသူ့လိုလိုဖြစ်တည်နေတဲ့ထူးခြားလာတဲ့ကံမရတခုပဲဖြစ်ပါလေ။နဝနဲ့အနေနဲ့မနွန်ဆိုတဲ့ထူးဆန်းလာတဲ့တိပင်ကြီးပဲဖြစ်ပါလေ။ဒီတိပင်ကြီးကိုငရဲပြည်ရဲ့ဂိတ်တကားလိုတော်မှတင်စားခေါ်ရလောက်တဲ့အထိကြောက်စရာကောင်းအောင်တရှိနေတာပဲဖြစ်ပါလေ ပြောရရင်တော့ကဘာပေါ်ကချောင်းချားပွဲကောင်းတဲ့အသိပင်ကြီးတွေတဲမှာကြောက်စရာအကောင်းဆုံးလို့တော့မှပြောလို့ရပါတယ်။ဒီပင်ကြီးကလမ်းဘေးမှာတည်ရှိပြီးတော့လမောင်းနဲ့တူတဲ့ရှေလျားပြီးတော့အရွယ်စားကြီးမားတဲ့တေကန်းကြီးတွေရှိတာပဲဖြစ်ပါတယ်။အဲဒီအကန်းကြီးနှကန်းရအပေါ်ကနေတွဲလဲခိုချနေတဲ့ပုံစံမျိုးတည်ရှိနေတာပဲဖြစ်ပါတယ်။ဒါအပြင်မနှုံးဆိုးတဲ့အပင်ကြီးမှာကြီးမားပြီးတော့ထိတ်လန့်ပွဲကောင်းတဲ့လိမ်မော်ရောင်တောက်တောက်မျိုးလုံးကြီးနှလုံးလေးပါရှိတာဖြစ်ပါတယ်။တခြားကြီးမဲဆိုရင်တော့နတ်ဆိုးတစ်ကောင်ကငရဲပြေကိုခေါ်ဆောင်နေတဲ့အလားထင်မှတ်ရပါတယ်။ ဒါကြောင့်လည်းဒီပင်နားကနေပြီးတော့ဘယ်သူမှဖျက်မသွားရဲခဲ့ပါဘူး။နံပါတ်3အနေနဲ့ကတော့မကောင်းဆိုးပါးတကောင်လိုမျိုးပေါက်ရောင်နေတဲ့ထူးဆန်းလာတဲ့သစ္စိန်ပင်ကြီးပဲဖြစ်ပါတယ်။ဒီပင်ကြီးမှာခွေးတကောင်နဲ့တူးတဲ့မျက်နှာအသွင်သဏ္ဍာန်မျိုးပိုင်ဆိုင်ထားပြီးတော့ရှည်လျောက်လာတဲ့ခြေထောက်ကြီးနှစ်ချောင်းလေးပါရှိတာဖြစ်ပါတယ်။ဒါပြင်ပေါ်မှာလက်ပြက်ကြီးလိုမျိုးတကိုင်းလုံးကြီးနှစ်တုံးလေးပါရှိတာဖြစ်ပါတယ်။အယောင်ကလည်းပင်စည်တွေကအဆောက်တပင်လုံးစိမ့်နေတာပါ။ဒီပင်ကြီးရဲ့ဖြစ်တည်နေတဲ့ပုံစံဟာ ချက်သီးမွင်းရင်ထလောက်အောင်ကိုထူးဆန်းလာတာဖြစ်ပါလေ။နံပါတ်၄အနေနဲ့ကတော့လူနှခေါင်းလို့ခေါ်ရတဲ့တိပင်းကြီးပဲဖြစ်ပါလေ။ဒီပင်ကြီးမှာကတော့လူသားတွေရဲ့နှခေါင်းနဲ့တစ်ဆက်တည်းတူတဲ့ပုံစံမျိုးကြီးပါရှိတာဖြစ်ပါလေ။ပုံစံနဲ့တူတာမဟုတ်ပဲနှာပေါင်းနဲ့နှာရောင်တို့ဟာလည်းတကယ်ကိုလူသားတစ်ယောက်အလားဖြစ်ပေါ်နေတာပဲဖြစ်ပါလေ။ဒီလိုမျိုးထူးဆန်းလာတဲ့အပင်ကြီးကိုကမ္ဘာလဲခီးသွားတချို့ကစိတ်ဝင်တစားနဲ့ဓာတ်ပုံတွေရိုက်ကူးပြီးတော့မှတ်တမ်းတင်ကြတာဖြစ်ပါလေ။နံပါတ်၅အနေနဲ့ကတော့အင်မတန်ထူးဆန်းပြီးတော့ချစ်စရာကောင်းတဲ့အနန်းတိပင်းပဲဖြစ်ပါလေ။ ဒေဗင်ကတော့ရှေ့ကတစ်ပင်တွေလိုမျိုးကြောက်စရာမကောင်းပဲလှပပြီးတော့ချစ်စရာကောင်းလာပါလေဒေဗင်ရဲ့ပုံစံကငကားတကောင်လိုလိုတစ်ကလက်အုပ်လိုလိုအကောင်မျိုးကငုံပြီးတော့အနမ်းပေးနေတဲ့ပုံစံမျိုးပဲဖြစ်ပါလေသူရဲ့ဖြစ်တည်ပုံကတော်တော်လေးကိုထူးခြားတာပဲဖြစ်ပါလေဒါကြောင့်လဲခီးတော်တော်များများလာရောက်လဲပတ်ပြီးတော့အမတ်တရားအနေနဲ့ဒီတစ်ပင်နဲ့မှတ်တမ်းတွေရိုက်ကူးလေရှိကြပါလေဟုတ်ကဲ့ပါအခုမျှဝေပေးသွားတာကတော့တာမန်တစ်ပင်တွေနဲ့မတူပဲပေါက်ရောက်တဲ့ပုံစံထူးခြားလာတဲ့ကဘာပေါ်ကထူးဆန်းလာတဲ့တစ်ပင်ကြီးတွေအကြောင်းပဲဖြစ်ပါလေ မိတ်ဆွေတို့အနေနဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ထူးဆန်းထွေးလာတွေကိုသဘောချနေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုအချိန်နဲ့တပြင်းညီစောင့်ကြည့်ပေးခဲ့ကြပါဦးအစုံတကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ